ဒီနေ့မှာတော့အရသာအစ်စ်အစမ်းလေးနဲ့ပုံစံတစ်တစ်လေးကြိုက်တဲ့သူတွေအတွက်ကိုလာပြီးတော့မှပြောပြမယ်။အပုံကြီးလိုက်တာနဲ့တောက်ချင်နေကြပြီဟုတ်လား။အဲဒီတော့ချမ်းကပိန်းဦးအနှစ်လေးနဲ့စမူတီကြိုက်တယ်ပေါ့နော်။စမူတီကြိုက်ပြီးသွားရင်တော့ချမ်းကဟိုကြိုက်တဲ့အခါကျရင်တော့ရေခဲမျိုးအစားနဲ့ဒီအရသာဆက်ထားတာနဲ့အဲ့ဒါလေးတော့တတိထားပေးရတယ်ပေါ့။ပြီးရင်ချမ်းတို့ခရင်ထည့်တယ်။ဒါလေးကကြတော့ချမ်းကမြေပဲနဲ့တီခိုစင်းနဲ့နှစ်မျိုးဆက်ထားတဲ့ဟာကိုထည့်တယ်ပေါ့နော်။ပြီးရင်တော့ နှစ်ကြိုက်ထားတဲ့ဟာလေးကိုအပေါ်ကနေထည့်လိုက်တယ်အဓိကကတော့ကျွန်တော်အရသာဆက်တဲ့နေရာမှာလဲလိုသလိုပြင်ဆင်တဲ့အပိုင်းမှာလဲအရန်ကုန်မှလိုအပ်တယ်ပြီးရင်တော့ cream ကိုရေခဲမုတ်ပုံစံအမြင့်မြင့်လေးပေါ့နော်အဲထည့်လိုက်တယ်ပြီးရင်အပေါ်ကနေဒီကိုစင်းမုတ်လေးနည်းနည်းထည့်လိုက်တယ်အရန်ကုန်မှဝါးတဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော် အနံ့သားကိုမှုေးပြီးတော့မှကြီးလိုက်တာနဲ့ဝေါးနဲ့ဖြစ်သွားမဲ့ပုံစံလေးတွေကိုတင်ချင်းတယ်ဆိုတော့ဆန္ဒလပိုင်းစူပါဖုတ်တင်နှဲမှသွားဆောင်လို့ရအဲ့ထဲမှဆိုတော့တကယ်အမိုက်စားလေးတွေထည့်ပေးမယ်တရက်တင်နှဲပုံမှန်တင်နှဲကြီးကငါးတိုးတောင်ကြိုအပ်ထားတဲ့သူတွေကတော့တင်းတင်းနဲ့အဲ့လိုရနေပြီအဲ့တော့အပြင်တွေ့ရန်ကုန်မှာစုံကြမယ်ဒီဇင်ဘာမှာစုံကြမယ်နော်ဘိုင်ဘိုင်